ရားရဲ့လူတော်ကိုလိုက်ရှောက်ဖို့မေးနေပြီလားကျွန်တော်တို့ရဲ့အသက်တာဖြောင်းမစွာနေဖို့စံစာမှာပါပြောထားတယ်လေကျွန်တော်တို့အတူတူဖက်ရှုစင်ချင်ကြရအောင်39ချိန်မြောက်တော်ဆာလန်ချန်အခန်းကြီး39အငယ်23မှာကောင်းတော်သူ၏ခြေရာတို့ကိုထာဝရဘုရားသည်ပဲ့ပြင်၍သူတွားရာလမ်းကိုနှစ်တက်တော်မူ၏ထိုသူသည်လဲတော်လဲဆုံးရာတို့မရောက်ရအကြောင်းမူကားသောရဖျားသည်သူဤလက်ကိုကင်မတော်မူ၏ လူဖြစ်လာတဲ့ခါမှာဖြောင်းမစွာနေဖို့ဆိုတာအင်မတမမလွယ်ကူပေါင်းဖြောင်းမစွာနေဖို့မပြောနဲ့နေတိုင်းနေတိုင်းသူစရိုက်တွေပြုတ်ရင်းနဲ့ပဲလူရှိမှဘာမှအပြစ်မလုပ်သလိုကျွန်တော်တို့နေနေကြပြီမဲ့ဘုရားရှိမှတော့အပြစ်တွေတပုံကြီးနဲ့ညညူးဖွယ်အတ္တတာတွေနဲ့အသက်ရှင်နေကြတဲ့သူတွေပါပဲဖြောင်းမတော်သူဆိုတာတယောက်မှမရှိပါဘူးပဝင်ခြင်းအခြေအနေတွေမိမိအနာကလူတွေဘလို့ပဲပြုတ်မှုနေကြပါစေ ကျွန်တော်ယုံကြည်သူတွေဆိုတာဖခင်ရဲ့အတန်တော်ဖခင်ရဲ့စကားတော်တွေကို လုံးလုံးမိခိုအသက်ရှင်ဖို့ပဲဖြစ်ပါတယ်။သုံးထင်းရှင်ရဲ့အတန်ကိုအမြဲနားဆွံ့ပြီးတော့သုံးထင်းရဲ့လမ်းပြတဲ့အတိုင်းလိုက်လျှောက်အသက်ရှင်ရမယ့်သူတွေပဲဖြစ်ပါတယ်။ဖခင်လိုတော်တဲ့အသက်ရှင်တဲ့သူတွေအတွက်ဖခင်ကဘဝတစ်လျှောက်လုံးကိုတာဝန်ယူပြီးဆောင်ရှောက်မယ်လို့ကတိပေးထားတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်။ဖခင်တခင်ဖက်လဲ့ပြီးတော့ ဘုရားသခင်ရဲ့စကားကိုတင်နာထောင်လာတဲ့တနေ့မှာဘုရားသခင်ကတင်းရဲ့ခြေလန်းတလန်းချင်းစီတိုင်းကိုပဲ့ပြင်ပြီးတော့ပို့ဆောင်ပေးမဲ့ဘုရားဖြစ်ပါတယ်ထိုသူဒီလဲတော်လဲဆုံးရတော့မရောက်ရလို့ပြောထားတဲ့အတိုင်းခြေလဲကြတော့လဲအဆုံးဆိုတဲ့နေရာကို မရောက်စေပဲအချိန်မီတင့်ကိုကုညီမဆားမဲ့ဘုရားဖြစ်တယ်ဒါကြောင့်မိတ်ဆွေတို့ရဲ့ဘဝမှာဘုရားသခင်ကိုအချိန်တွေပေးဖြစ်ခဲ့ကြရလားဘုရားသခင်ရဲ့အလိုတော်တိုင်းကျွန်တော်တို့အသက်ရှင်နေကြရလား ကျွန်တော်တို့ပြန်လဲဆင်ခြင်းကြရအောင်ဘုရားသခင်ကကျွန်တော်တို့ကိုဒီလိုဒီဤလောကဤအလင်းဖြစ်ကြဤလို့ပြောထားတာကိုအမြဲဆင်ခြင်းကြရအောင်ကျွန်တော်တို့ဒီလောကကြီးမှာအသက်ရှင်နေရတယ်ဆိုတာဘုရားရဲ့အမှုတော်ထမ်းဆောင်ဖို့အတွက်ပဲဖြစ်ပါတယ်တခင်ယေရှုကိုယုံကြည်တဲ့သူတိုင်းကိုဘာပြောထားလဲဆိုတော့ကိုယ်အမှုအရာတို့ကိုသာဝရဘုရား၌အလုံးလို့ပေါ်ပြထားပါတယ် ကျွန်တော်တို့လှုပ်ဆောင်တပြအားလုံးကိုဖျားသခင်ထံအနက်ကြရအောင်မိုးလင်းတာနဲ့ဒုတပါစီကဖုံးမျောနေတာထက်ဖျားသခင်ထံဆူတောင်းခြင်းနဲ့နေတဲ့တခုအတွက်စက္ကအနက်ဆူတောင်းကြရအောင်ဒုစရိုက်တွေနဲ့ပဲရှင်လည်နေပြီးဖျားထံလဲလာဖို့မေ့နေလေဆိုရင်ဒီနေ့ဒီချိန်ဟာ မိတ်ဆွေအတွက်အကောင်းဆုံးအချိန်ပါပဲစစ်မှန်သောနောင်တနဲ့ပြန်လာတဲ့သူတိုင်းကိုဖျားသခင်ကအမြဲမျှော်လင့်နေတယ်ဆိုတာ အမြဲတည်းရပါမိတ်ဆွေဘုရားခင်ကဖြောင်းမဆွာနေဖို့ဘယ်လိုဆုံးမထားတယ်လဲဆိုတာ36 38ချိန်မြောက်တော့ဆာလန်ထဲမှာမတရားတော်သူနဲ့ဖြောင်းမတော်သူရဲ့လှုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီးဘုရားခင်ရဲ့အလိုတော်ကို ရှင်းရှင်းလင်းလင်းဖော်ပြထားတော်မူအချိန်ရတဲ့အချိန်နှုတ်ကပတ်တော်ကိုစင်ချင်းခွန်အားယူဖို့ရန်အတွက် စာလံချမ်းအခန်းကြီး30ခုကိုဖတ်ဖို့ရန်အတွက်အားပေးလိုပါတယ်။ဘုရားရဲ့လိုတော်ကိုလိုက်ရှောက်နိုင်ဖို့အသက်တာတွေကိုပြင်ဆင်ရင်းနဲ့ဖြောင်းမတ်စွာနေထိုင်ဖို့ခွန်အားပေးရင်ဒီနေရာမှာရန်လာလိုက်ပါတယ်။အားလုံးပေါ်မှာဘုရားသခင်ကောင်းချီးပေးပါစေ။